အားလုံးပဲမင်္ဂလာပါရေော်ရှမ်းလီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ22ရက်နေ့ဒီနေ့မှာတော့ကျွန်တော်နိုင်ငံတွင်းထဲကစစ်ခွေးဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ပြောလိုက်တဲ့မင်းအောင်လှိုင်ဗိုလ်ချုပ်ကြီးတွေရဲ့အသက်ကိုအာမမခံနိုင်တော့ဘူးလို့ဘာကြောင့်မင်းအောင်လှိုင်ဝန်ခံပြောဆိုခဲ့တာလဲဟုတ်ပါလေနေပြည်တော်မှာအဖ စစ်ဘုကျုပ်တွေရဲ့အသက်ကိုမင်းအွန်လိုင်းအာမမခံနိုင်တော့တဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုဝန်ခံလက်ရပါပြီဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ပုဒ်ကတော့ဒါကျွန်တော်တို့ဒီရပိုင်းအတွင်းမှာ KIA ကပြစ်ချလိုက်တဲ့ MI 70အကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်ရဲရင်နှစ်စင်းကြောက်ရပြီပါလေရုပ်သံဗီဒီယိုဖိုင်တွေရောဒါအားလုံးကို တွေ့မြင်ခဲ့ပြီးပါပြီဆိုတော့အဲ့ဒီ MI 70 ရဲရင်မှာကျွန်တော်အိန္ဒိယနိုင်ငံတို့ကြီးကားပြားတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်။အကြောင်းဖတ်စစ်ခွေးတက်ရဲ့ယာရုတတိလီတွေကယာရုအလတ်စာယာရုအကြီးကြီးတွေ အထိသူတို့အကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ UG တွေ လက်ထဲမှာပါဆိုတော့ဒါကိုဒီကနေ့တသက်ပြလိုက်ပြီဒီသတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့မိဘတွေဒါပြီးခဲ့တဲ့ရပိုင်းအတွင်းမှာပဲအကြမ်းဖက်စစ်ခွေးတက်ခဲ့ဒါရာရှိဘုံမူးတကောင်ဟာမန္တလေးမြစ်တီလာမြို့နယ်လမ်းမပေါ်မှာမှန်ချပဲနဲ့မောင်းလို့ယူစောတီခေါင်းဆောင်နဲ့အချင်းဖြစ်ွားခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ကို ကြည့်ပြီးသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်အချို့မကြည့်ရသေးတဲ့ကျွန်တော်မိဘတွေကျောင်းရဲ့ Telegram မှာတင်ထားပါဗျ။ဆိုတော့ဒီပြစ်စင်ကတော့ဒါနည်းနည်းလေးတော့ကြာနေပါပြီ။ဒါပေမဲ့အခုအချိန်မှာအဲ့ဒီ view sorty ကောင်းဆောင်ဇော်ယူထုံးကိုငါငါကကြည့်နေအမှုဖွင့်ဖန်စီလိုက်ပါတယ်။အဲ့ဒီ video file မှာလည်းကျွန်တော်မိဘတွေဒါအကျဖက်စစ်ခွေးတက်ကဒါခါးချောင်းမှာပစ္စတိုထိုးထားတဲ့အာနာယူ နေတဲ့កောင်ကយិនទីទីយ៉ាងយ៉ាងសိုင်းសိုင်းឈូឈូနှိမ့်နှိမ့်ပြောဆိုဆက်ဆန့်ခံလိုက်ရတယ်လက်ကင်ထုတ်အယိုးကိုက်ဂျူစောတီခေါင်းဆောင်ဇော်ယုထွန်းအဲ့ဒီမှာလည်းပဲသုံးတဲ့အသုံးနှုံးတွေကိုကြွန့်ပြပါလေကြားရမှာဖြစ်ပါတယ်ငါအเจ้าမင်းသိစေရမယ်မင်းပါကောင်လဲအခုတော့သူတို့ချင်းချင်းကိုက်တဲ့ပွဲမှာဒီစောတီခေါင်းဆောင် ငါငါကကြီးနဲ့အမှုဖွင့်ဖန်စီခံလိုက်ရပါတယ်တော့ဖန်နာကလည်းအဲ့ဒီဂိတ်မှာပဲတော့ဖန်လိုက်တာပါသူကအဲ့ဒီဂိတ်ရဲ့ခေါင်းဆောင်ပေါ့ဗျာတောင်ရန်စားတော့နေတဲ့ဒေါင်းစားအကြီးစားပေါ့ဟုတ်ပြီဒီပစ်စင်မှာသူကဖြူစော်တီ18កောင်ကတော်တော်လေးကိုမကြည်မနဲ့ဖြစ်သွားတယ်ဘလောက်ထိတောင်မှထုတ်ဖို့ပြောဆိုလာလဲဆိုရင် မွေရဲ့ခေါင်းကိုဖြတ်လိုက်တော့မွေရဲ့ခန္ဓာကိုယ်အမိပိုင်းဟာအာကိုရမဲ့အခြေအနေဖြစ်သွားတယ်လို့သူတို့ကထုတ်ဖော်ပြောဆိုလာပါတယ်သူတို့ကိုသူတို့မွေလို့တော့တုံတုံထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခေါင်းဆောင်ဖြစ်တဲ့မွေခေါင်းကိုဖြတ်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ပြီးတော့အမိပိုင်းကဖယ်သွားလို့သွားရမှန်းမသိပြီးတော့ဘယ်နေရာမှာနေရာမှန်းမသိအခြေအနေ ဒါအားကိုးရမဲ့သူမရှိတော့တဲ့အခြေအနေမှာ သူတို့18កောင်လုံးကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ယူအဖွဲ့ကနေပြီးတော့နှုတ်ထွက်လိုက်ပါကြောင်းကျွန်တော်တို့ပြန်လဲကြားသိလိုက်ရပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေဒီအပိုင်းအတွင်းမှာကျွန်တော်ကိုမေးလာတဲ့အချို့မေးခွန်းလေးတွေရှိပါတယ်အာဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့သူတွေကအာကိုရှန်လေးနောက်ဆက်တွဲဘာတွေဖြစ်သွားလဲ လို့ကျွန်တော်ကမေးထားတာရှိပါတယ်ဒါကြောင့်ဒီကနေ့နောက်ဆက်တွဲသတင်းကိုတင်ပြတာပါအဲ့ဒီဘီစော်တီကောင်းဆောင်ဇော်ယူထုံးအားတော့ငါငါကကြည့်နေနှအုံကိုသူတို့ခွေးချင်းချင်းဖုန်ခါတာခံလိုက်ရပြီးတော့သူ့အောက်ကဒါလက်ကင်တို့အယိုးကိုက်နေတဲ့ဘူ78ကောင်ငါပါအခုရမဲ့သွားတဲ့အခြေအနေမှာတော်တော်လေးကိုခံပြင်းဒေါသဖြစ်နေပြီးတော့အကုန်လုံးနှုတ်ထွက်သွားကြတယ်လို့တော့ကျွန်တော်နောက်ဆုံးသိရှိထားရပါတယ်ဟုတ်ပြီ ျွန်တော်အဓိကဒီနေ့အဓိကတင်ပြချင်တာကတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေပြီးတော့ကျွန်တော်တို့နိုင်ငံကို အကြမ်းဖက်ဘုံကျဲတပ်ဖြတ်မှုမှာ ပါဝင် ပတ်သက်သူမှန်သမျှဟာကျွန်တော်တို့ယူကြည်လူငယ်တွေလက်ထဲကလူယူထိုးစံမရှိပါဘူးသူတို့ရဲ့အလုံးရဲ့အသက်ဟာလည်းကျွန်တော်တို့ယူကြည်လက်ထဲမှာပါဟုတ်ပြီဒီကနေ့မှာ အကျမဖက်စစ်ခွေးတက်ကမင်းအောင်လှိုင်ကိုနိုင်ဝန်ခံလိုက်ပါတယ်။နေပြည်တော်မှာအပစစ်ခွေးဘုဂျုတ်ကြီးတွေရဲ့အသက်ကို အာမမခံနိုင်တော့ဘူးလို့သူပြောဆိုမှုอ่ะနေပြီးတော့စေရေသတိအရှင်းမြက်ကနေပြီးတော့တိကျစွာထွက်ပေါ်လာပါလေ။ဘာကြောင့်သူဝန်ခံလိုက်တာလဲ။သူသူ့အောက်မှာရှိနေတဲ့သူတွေကိုတော့မကောက်ဝဲနိုင်တော့ဘူးဆိုတော့ အကြောင်းတွေဘာကြောင့်ထွက်ပေါ်နေတာလဲဟုတ်ပြီဒီနေ့မှာတော့ရန်ကုန်မှာဗိုလ်ချုပ်တယောက်ရဲ့အသက်ဟာတောက်ကြားတွေလက်ထဲအချိန်မီရောက်သွားနိုင်နေဆိုတဲ့တက်သေးကျွန်တော်ရဲ့မိဘတွေကြားပြီးပြီလို့တော့ကျွန်တော်ယုံကြည်ပါတယ်ဒီပြစင်မှာလည်းပဲ နိုင်ငံတော်ကာဝရေးတက်ကရုနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရပ်တွေနိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေသူဗိုလ်ချုပ်ညိုထွန်းအောင်ကိုဒီကနေ့မေလ22ရက်နေ့နနက်ပိုင်းရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းမပေါ်မှာပဲရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေကပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် A1 လမ်းမပေါ်မှာကျွန်တော်တို့ UG အဖွဲ့တွေအခုလိုမျိုးတကယ့်ကိုထိတ်သီးတကယ့်ကိုအရေးပါအရာရောက်တဲ့ဗိုလ်ချုပ်တကောင်ကို အခုလို ရှင်းပြဖို့ဆိုတာတော်တော်ကိုမလွယ်တဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်ပြောပါတယ်ပထမဦးစွာအသိပေးလို့လေဒီစစ်စစ်ရင်နဲ့ပတ်သက်ပြီးတော့ဒါဒီလိုမျိုးလုံးဆောင်နှိုင်းဖို့အချိန်အများကြီးယူရမှာတည်ကြတယ် ီးတော့ပြင်ဆင်ရတဲ့လေ့ကျင့်ရတဲ့ဇက်တိုက်က အများကြီးကျွန်တော်တို့တစ်ချက်မှလို့မရဘူးထူချားတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီဒီသူ့ရဲ့လမ်းမထက်မှာပဲသူ့ရဲ့အိမ်ရှိမှာပဲပြက်ကက်ရှင်းလင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ UG ဒူငယ်တွေဟာလုံမြောက်တဲ့နေရာဘေးကင်းလုံခြုံစွာ ရှိနေပါကြောင်းကြွမ်းမိပါတွေကိုဒါဝန်တာပွဲ သတင်းကောင်းလေးတင်ပြပေးလိုက်ပါတယ်ဟုတ်ပြီဒီမရှင်နဲ့ပတ်သက်ပြီးတော့အချိန်ကမရှိပြန်ဆုံးနိုင်တယ်ဆိုတဲ့အရေးအချင်းပြီးတော့ဒီမရှင်ကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တဲ့အရေးအချင်းတွန့်မိပါတယ်ကျွန်တော်တို့အားလုံးမှန်းဆလို့ရတယ်ကျွန်တော်တို့ဒီမတူးချင်းစီကမွေးဖွားလိုက်တဲ့ကျွန်တော်တို့လူငယ်တွေဟာလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါတကယ့်ကို အာနာရီပါဝါရီငွေကြေးတွေချမ်းသာနေပါတယ်ပြီးတော့သူရဲ့ background တွေဘယ်လောက်ထိကြီးမားပါတယ်ဆိုတော့ဒီလိုလူမျိုးတွေရဲ့အသက်ကိုကျွန်တော်တို့နှောက်ယူနိုင်တဲ့အရေးအချင်းဒါကိုကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ပြည်သူကမွေးဖွားလိုက်တယ်ကျွန်တော်တို့ရဲ့ယူကြီးလူငယ်တွေကျွန်တော်တို့တော်လှန်သောလူငယ်တွေဒီကနေ့ဒီနှစ်ဒီအချိန်မှာ ျွန်တော်ပုံမှန်ထင်ရှားတဲ့အရေးအသွေးတွေကိုကျွန်တော်မိဘတွေမြင်တွေ့နေရတာပါထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိနေပါတယ်ဟုတ်ပြီဒီပစ္စည်းလေးကိုကျွန်တော်အသေးစိတ်တင်ပြပေးပါရစေဘုကျုပ်ချုံထုံးအောင်ကိုသူ့ရဲ့နေအိမ်မှာပဲပြက်ခတ်ရှင်းလင်းနှိုင်ခဲ့တာဖြစ်တယ်ဒီပစ္စည်းမှာဘုကျုပ်ညှို့ထုံးအောင်ကတာမန်ပုပ်ကိုမဟုတ်ပါဘူးတကယ်ကိုထိတ်တီးအရာရှိကြီးတူ ဖြစ်ပါတယ်ဘူဂျုံညူထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကလူ National Defense College NDC မှာ Internet Security Counter Tourism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဘာသာရက်နဲ့နိုင်ငံကဆက်ဆံရေးဘာသာရက်နှစ်ခုကိုတင်ကြားပေးနေသူဖြစ်ပါကြောင်းနိုင်ငံတော်ကာကွယ်ရေးတပ်ကလူ NDC စစ်တပ်ဗိုလ်မှူးကြီးအဆင့်မှာ စတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်နန်းတစ်ခုဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိရှိထားရပါတယ်ဘူဂျုံချိုထွန်းအောင်ဟာကမ်ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမြန်မာနိုင်ငံတွင်းကိုပြန်ရောက်တဲ့အချိန်လေးကနေပြီးတော့နိုင်ငံဒေါ်ကာကွယ်ရေးတပ်ကလို့ NDC မှာလူမဆန်တဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်ဆစ်ခွေးတက်ကရာရှိကြီးတွေကိုဓာတ်ရိုက် ဇက်တိုက်သင်တန်းတွေပို့ချနေတဲ့သူလည်းဖြစ်ပါတယ်ပြီးတော့အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မြို့တော်စီပင်ပဝင်းကျင်တန်ရှင်ဌာနမှုဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အနာသိမ့်မှုစန့်ကျင်ဆန္ဒပြတဲ့သူတွေကိုဒါဖမ်းဆီးတာတွေနှောက်ရတာတွေတားဆီးတာတွေရိုက်နှက်တဲ့အစီအစဉ်တွေတွေမှာလဲဥဆောင်ပါဝင်ခဲ့တဲ့အရေးပါတဲ့သူဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့သိရတာဖြစ်တဲ့သူဟာအထက်က လေးစမ်းကြောင်းမှចောင်းသားဟောင်းတူဖြစ်ကြောင်းလည်းသိရှိရပါတယ်အကြမ်းမဖက်စစ်ခွေးတဲ့ခေါင်းဆောင်မင်းအောင်လှိုင်အားထားရတဲ့ဒါဘိုးချုပ်ချိုထွန်းအောင်ဟာသူအပါအဝင်ဖြစ်ပါတယ်2025ခုနှစ်မလ26ရက်နေ့မင်္ဂလာလုံးလေးတဲ့စကမ်းမှာစစ်တပ်သိပို့ဆောင်ရေးရည်ရင် MAF003 လေးရင်နဲ့ဒါစစ်တပ်ကထိပ်ပိုင်းအကြီးအကဲတွေနဲ့အတူအထူးထင်ရှားအရေးပါတဲ့ ဒါအခမ်းအနားတွေပြီးတော့နိုင်ငံတော်နေပြည်တော်မှာကျင်းပတဲ့စည်ရပြအခမ်းအနားတွေမှာမင်းအောင်လှိုင်ကိုတိုင် စီစဉ်ပေးတဲ့လေရင်တဲမှာအေးနေဝင်းတို့မိသားစုဝင်တွေနဲ့အတူတူဘိုလ်ချုပ်ချိုထွန်းအောင်မှာပါဝင်လိုက်ပါစီးနေနေထိုင်ခွင့်ရှိတယ် VVIP လို့ပုံကူမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အရှိမပြောတာ သူတို့ရဲ့အနာတွေသူတို့ရဲ့ပါဝါတွေသူတို့ရဲ့စီးစိမ်တွေဒါတွေအကုန်လုံးကသူတို့ကိုမကာကွယ်ပေးနိုင်ဘူးကျွန်တော်ပြည်သူမဟုတ်ရင်ဒတ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 ်ဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဘုဂျုံကြီးတွေကအစရှိသမျှဘယ်ကောင်မဲဖြစ်ဖြစ်ကျွန်တော်တို့သူတို့တွေအကုန်လုံးရဲ့အသက်ဟာကျွန်တော်တို့ယူကြီးတွေလက်ထဲမှာဖြစ်တယ် ။တနည်းအားဖြင့်ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးရဲ့လက်ထဲမှာရှိပါတယ်။ကျွန်တော်တို့တေမိတ်ပေးတဲ့နေ့သူတို့တေချပေါ့တေရမှာဖြစ်တယ်။ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အရေးပါတဲ့ဒါလက်ရှိပေါ့နော်။တနိုင်ငံလို့ဒါထိုးစစ်နဲ့အတူနေရမလက်စစ်စင်ရေးတွေမှာ ကျွန်တော်တို့ယူဂျီတွေကလည်းအခုလိုမျိုးအင်ပြည့်အားပြည့်ပါဝင်စင်တွေနေတာကိုကျွန်တော်ရင်ပြပါတွေထူးခြားစွာ တွေ့မြင်နေရတာဖြစ်ပါတယ်ဒီမစ်ရှင်နဲ့ပြီးတော့ဒီဖြစ်ရနဲ့ပြသက်ပြီးတော့အောင်မြင်စွာဆောင်ရနိုင်ခဲ့တဲ့ကျွန်တော်တို့ရန်ကုန်မြို့ပြ UG အဖွဲ့စွမ်းဆောင်ရေသူတို့ရဲ့အရေးအသွေးအရေးချင်းတွေကိုကျွန်တော်မြို့ပြတွေလက်ခံယုံကြည်မယ်လို့ကျွန်တော်ဒီကနေပြီးတော့ညွှန်းလင့်ပါတယ်နောက်ထပ်ဒင်းလေးတစ်ခုတင်ပြချင်ပါတယ်အဲ့ဒါကတော့ KIA ပစ်ချလိုက်တဲ့ MI70 ဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့ရဲရင်နှစ်စင်းအဲ့ဒီရဲရင်အတွင်းပိုင်းထဲမှာကြီကာပြားတွေတက်ဆင်ထားတယ် အဲ့ဒီကြီကားပြားတွေကိုအိန္ဒိယနိုင်ငံကပေးပို့ထားတာလို့ကျွန်တော်တို့တိကျခိုင်မာစွာသက်တည်နေတကွာရရှိထားပါတယ်အဲ့ဒီသက်တည်ကလည်းပဲလက်ရှိ MI70 ညက်ကင်မီဖို့ပြာကျသွားတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ရရှိထားတာဖြစ်တယ်ဟုတ်ပြီ MI70 ဒါစီးရဲရင်အတွင်းပိုင်းမှာကြီကားပြားတွေကတ်ထားတယ်ကျွန်တော်တို့က တွေ့ရလက်နဲ့ကျွန်တော်တို့ကကင်တာဘို့ဗျာဆိုတော့ point 5နဲ့လည်းကင်ကင်မှာပဲ RPG နဲ့လည်းထုရင်ထုမှာပဲဆိုတော့တွင်းမိုင်းနဲ့ထွီကျွန်တော်တို့ရဲ့ကြည်မရောက်နိုင်အောင်တို့ကကြည်ကားပြားနဲ့ကာထားတာဒါပေမဲ့ကျွန်တော်တို့ကအစိမ့်ရရင်ဒစီလုံးကိုမီးဖို့ပြာချပေးလိုက်တော့အဲ့ဒီကြည်ကားပြားကလည်းတို့ရဲ့အသက်ကိုမကာကွယ်ပေးနိုင်ဘူးဆိုတာကိုဒီကနေ့ထပ်ပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်ထူးခြားတာကတော့အဲ့ဒီကြည်ကားပြားကိုအိန္ဒိယနိုင်ငံက တက်စင်ပေးထားတယ်လို့ကျွန်တော်တို့တွေးရှိခဲ့တာဖြစ်ပါတယ်ဟုတ်ပြီကဲပစ်ချလိုက်တဲ့အကြံဖက်စစ်ခွေးတဲ့ရဲ့ဒါရဲရင်အတွင်းပိုင်းထဲမှာအိန္ဒိယနိုင်ငံတို့ကြီးကပြားတွေတက်စင်ထားတာကိုကျွန်တော်တို့ဒီနေ့တွေးလိုက်ရခြင်းကအိန္ဒိယနဲ့အကြံဖက်စစ်ခွေးတက်ဟာထဲထဲဝင်ဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကိုဒီကနေ့ထပ်မှန်ပြီးတော့မိမောင်ထုတ်ပြလိုက်ခြင်းဖြစ်ပါတယ် ထို့ပြီးအိန္ဒိယကမ္ပဏီ MKU တို့ကြီးကပြားတွေထပ်ပေါ်တက်ဆင်ထားတဲ့ရဲရင်အတွင်းထဲကဒစိတ်အမှတ်သားကတက်သည့်ခံနေတယ်လို့ KIA ကထုတ်ဖော်ပြောဆိုလာပါတယ်။အိန္ဒိယကမ္ပဏီ MKU ဟာ KAVO အမည်နဲ့ကြီးကပြားတွေအာထုတ်လုပ်ပါတယ်ပြီးတော့ night version လိုမျိုးပစ္စည်းမျိုးတွေပြီးတော့ narrow လိုမျိုးဒါအမည်တွေနဲ့ ဒါဆလနဲ့ပစ္စည်းမျိုးစုံကိုထုတ်လုပ်တဲ့ company တခုဖြစ်ပါတယ်တကြသွားတဲ့ရဟယင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ခုနှစ်ဟာအဲ့ဒီမှာရေးသားဖော်ပြချက်ရ2025မှာ February လလို့ရေးသားပါတယ်ဆိုတော့2025 February ဆိုတော့စိတ်တော်မကောင်းဘူးသူတို့အတွင်းထဲမှာပါတဲ့အာဘူဟာမှုတွေပြီးတော့ဘူချီးချုပ်တွေ ဝင်းချီးချုပ်တွေတိမ်မာဆိုးလို့အိန္ဒိယနိုင်ငံကကြီးကားပြားတွေကတ်ထားပါတယ်ဆိုမှလေရင်ဒဇင်းလုံးကိုမိဖို့ပြာချလိုက်တော့ကြီးကားပြားတွေကလည်းအဲ့ဒီဘူဟာမှုတွေအဲ့ဒီဘူချီးချုပ်တွေကို မကာကွယ်ပေးသွားနိုင်တော့စိတ်မကောင်းဘူးဗျာတတ်ထားတာကလည်း2025မှာဆိုတော့မကြသေးဘူးနှမျောလိုက်တာဟုတ်ပြီ ီပြည်စင်ကတော့လက်ရှိကျွန်တော်အကြံဖက်စစ်ခွိတက်နေအိန္ဒိယနိုင်ငံဟာကျွန်တော်ပြည်သူကိုအကြံဖက်တပ်ဖြတ်နေတဲ့ခဏိဖြစ်စင်မှာပါဝင်ပတ်သက်မှုတွေဆက်နွယ်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့တပ်တင်နေတကွာဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်စင်မှာလည်းပဲကျွန်တော်ရဲ့မိဘတွေလက်ရှိအိန္ဒိယနိုင်ငံရဲ့ဒီကျွန်တော်နိုင်ငံအရှေ့မှာနီးမျိုးစုံနဲ့ အမျက်ထုတ်နေတာကိုကျွန်တော်မိဘပြည်သူတွေရဲ့အမြင်တွေကျွန်တော်ရဲ့ view comment မှာရေးပြစေလိုပါတယ်။ဒါမေလ14ရက်နေ့မှာတမှုပကဖအဖွဲ့ဝင်ကျွန်တော်ရဲဘော10ဦးကိုလည်းအိန္ဒိယနေဂျာစောင့်တက်ကနေတော့ဖန်စီခေါ်ဆောင်ပြီးတော့ရဲဆက်ဆက်တပ်ဖြတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒါရဲဘော်တွေရဲ့ dead body ကိုပြန်ပို့ပေးလိုက်တယ်။ဒါဟာတော်တော်လေးကိုရုပ်ပြတ်တဲ့ဖြစ်စဉ်တစ်ခု ဒီ business နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူအကုန်လုံးလည်းသိရှိခဲ့ပြီဖြစ်တဲ့ NUG မြန်မာ UAE အစိုးရကလည်းဒါနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်လှုပ်ဆောင်နိုင်ဖို့ကျွန်တော်ပြည်သူအလုံးကလူလားတောင်းတနေကြတယ်ဒါနဲ့အခုလက်ရှိကျွန်တော်တို့ MI Sandy ရဲရင်အတွင်းပိုင်းထဲမှာတက်ဆင်ထားတဲ့ကြီးကားပြားတွေနဲ့ဆက်လက်နဲ့ပစ္စည်းဟေဟာအိန္ဒိယနိုင်ငံက မာယူတင်သွင်းထားတဲ့အိန္ဒိယနိုင်ငံကတက်ဆင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်မှုမှာအိန္ဒိယနိုင်ငံရဲ့ပျောကမကင်ဘူးဆိုတာကိုလည်းကျွန်တော်တို့တင်ချင်ချာချာတွေ့ခဲ့ပြီးဖြစ်ပါတယ်။ဒါဟာကျွန်တော်နိုင်ငံအတွင်းထဲမှာအခုလိုမျိုးဒါပြပကလေးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံနဲ့အနီးဆုံးနိုင်ငံတွေကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဒါပြည်သူတရက်လုံးရတော်လှန်ရေးဒီတော်လှန်ရေးကိုခုလိုလုပ်ပြီးတော့တို့နိုင်ငံအကျိုးဖြစ်ပွားဖို့အတွက် ပြောချင်တာကတော့စီးပွားရေးဖြစ်ဖို့အတွက်ငွေကြေးရဖို့အတွက်အကျိုးမြတ်အကျိုးအမြတ်လွန်စွာရရှိဖို့အတွက်အမြတ်ထုတ်နေတယ်ဆိုတာကိုကျွန်တော်မိဘပြည်သူတွေသိရှိဖို့ရည်ကြီးပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်ရဲဘော်တွေကမြေပြင်မှာဓာရီကို နေ့စဉ်နဲ့အမြတ်ကြုံတွေ့နေရတာပါဥပမာကျွန်တော်တို့မှားလိုက်တဲ့ပစ္စည်းအစမတန်ဈေးကြီးပြီးပြီးတော့ကျွန်တော်ဝယ်ယူရပါတယ် ကျွန်တော်တို့ဒါဖြစ်စည်းသွားတဲ့အစိပ်ပိုင်းအချို့ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုလည်းပဲအစမတန်ဈေးကြီးဝယ်ယူနေရတာပါပုံမှန်အတိုင်း Google မှာခောက်ပြီးတော့ဒါဒီ product တစ်ခုပေါ့ဗျာလက်နက်တစ်ခုရဲ့ဈေးနှုန်းကိုကျွန်တော်တို့စုံစမ်းသိရှိနိုင်တဲ့ကျွန်တော်တို့လက်ရှိ AI ခက်ကြီးတွေမှာကျွန်တော်တို့ရယူကျွန်တော်တို့အသုံးဆွဲနေရတဲ့အသုံးပြုနေရတဲ့ဒီတော်လန်ကြီးရဲ့အစိပ်အပိုင်းတစ်ခုချင်းစီရော ဇင်းနှုန်းအင်မတန်ကြီးပါတယ်။ဆယ်စားဆ20အစ30လောက်ထိကိုကျွန်တော်တို့ဒါဝယ်ယူနေရတဲ့အချိန်တွေကိုလည်းကျွန်တော်မိပါတယ်။သုံးသက်ထင်မြင်နိုင်ပါတယ်။ဒါဆိုရင်တော့လက်ရှိကျွန်တော်တို့တော်လှန်ရေးအရွေ့ဟာအမြင့်မားဆုံးသောအချိန်တွေတစ်ခုကို ရောက်ရှိနေပြီ။ဒီအချိန်မှာဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူနဲ့အတူရှိနေတဲ့ သူတွေဟာဘသူလဲဆိုတာကိုလည်းကျွန်တော်တို့ကွဲကွဲပြားပြားထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။တစ်ခါတည်းမှာကျွန်တော်ပြောနေကြစကားလေးတစ်ခုရှိတယ်။ဒီတော်လန်ရေးမှာကျွန်တော်တို့အများကြီးအာအကျိုးဖြစ်ထုံးနိုင်တဲ့အချက်တွေကျွန်တော်တို့တွေ့ရှိရပါတယ်။ကျွန်တော်နိုင်ငံ Federal Democracy တိဆောက်မယ်ဆိုရင်ကျွန်တော်တို့ဘသူတွေနဲ့အလုပ်လုပ်ကြမယ်။ တော့ကျွန်တော်တို့ပြည်သူတွေဒုက္ခဆင်းရဲဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူကိုဘသူကကူညီခဲ့တာလဲကျွန်တော်ပြည်သူတွေနေစဉ်ဘုံကျက်တက်ပြတ်ခံရတဲ့အခုချိန်မှာစာဝတ်နေရေးအလွန်အင်မတန်ခက်ခဲနေတဲ့အချိန်မှာကျွန်တော်ပြည်သူလက်ထဲကိုဘသူတွေလာပြီးတော့အကူအညီပေးတာရှိလဲဒါဟာကျွန်တော်တော်လန်ရေးအကြီးမားတဲ့အမျက်ဆုံးဖြစ်ပါတယ်ကျွန်တော်နိုင်ငံက တဘောတန်ရဇာတတွေအလွန်အင်တန်ပေါ်ကျွဲွားတဲ့နိုင်ငံဖြစ်တယ်။ကျွန်တော်နိုင်ငံရဲ့ကုန်းမြေနဲ့ရေမြေမှဘယ်နိုင်ငံမှမရှိတဲ့ပစ္စည်းတွေကျွန်တော်တို့နိုင်ငံအတွင်းမှာအကုန်ရှိပြီးသား။ရေနံကြည့်မလား။ခနောက်စိမ့်ကြည့်မလား။ပလဲကြည့်မလား။ဗရန်များကြည့်မလား။ကြောက်စိမ့်ကြည့်မလား။ကျွန်းသစ်ကြည့်မလား။အကုန်ရှိတယ်။နျူကလ িয়ার ထုတ်နိုင်တဲ့ကုန်ချမ်းအထိရှိလို့ ်မြေရှားတတုပါပိုင်ဆိုင်ထားတဲ့အခြေအနေရှိတယ်။ရေနံလည်းအဆင်သင့်ရိုဘာလည်းအဆင်သင့်စံကလည်းပဲဖူလုံနေပြီသား။ဆိုတော့ကျောင်းရမိပါတယ်။ဒီတော်လန်ရေးမှာရေးကြည့်တဲ့အချိန်ကိုရောက်ရှိနေပြီ။လက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါမြို့ပြ UG တွေနဲ့ကျွန်တော်တို့ EAO တိုင်းသားတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့နေရာအစုံမှာဆင်မနာဖွင့်ထားပါကြောင်းကိုလည်းကျွန်တော်မိပါတွေ့မြင်မှာဖြစ်ပါတယ် ဒါကြောင့်လက်ရှိအချိန်မှာဓမ္မရဒီရောက်ရှိနေတဲ့ကာလလည်းဖြစ်တယ်ပြီးတော့တိုက်ပွဲတွေစတိုက်ဖြစ်နေတဲ့အချိန်မှာဒါလက်နဲ့ခရင်လိုအပ်ချက်တွေရှိတယ်စေဝကုသရမယ်ဒါအခြေအနေတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ထပ်ပြီးတော့စ조사ရုံးကန်ဝင်းရန်ပေးဖို့ဒါဖိတ်ခေါ်ရင်းနဲ့ဒီနေ့ view ကိုဆုံးသက်ပြစေနောက်လာတဲ့ video ကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်အမြဲတမ်း조사ပြနေပါတယ်လက်နဲ့ပေး စီဗီကပိကြောင်းနေတဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတယ်မိဘတအိုးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင်းလေးနဲ့စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ